39အမားကို ချက်ချင်းဝန်ခံပါစကလုံးများနဲ့တင်မဟုတ်ပဲရင်းထဲကလှိုက်လှိုက်လဲလဲနဲ့လှုပ်လိုက်ပါတိမိတ်ဆွေများနဲ့ဘယ်လိုမျိုးသမိုင်းကြောင်းရှိခဲ့ဘူးတလဲမိတ်ဆွေဖြစ်မှုကာလရှည်ကြာလာတဲ့အခါ တယောက်နဲ့တယောက်နားလည်မှုလွဲတာတွေလုံပုံကံပုံမားယွင်းတာတွေရှိခဲ့မှာပါဒီအဖြစ်တွေကနေအတော်အတန်ခွာပြဲမှုအထိဥတည်သွားနိုင်ပါတယ်တခြင်းတစ်ခါများရံမဖြစ်ဘူးတဲ့တငယ်ချင်းကောင်းတွေရှိတယ်ဆိုရင်မိမိအံ့ဩမိမှာပါအရေးကြီးတာကဒီအဖြစ်တွေကိုဘယ်လိုဖြေရှင်းတယ်လဲဘယ်လိုပြန်တည့်သွားကြတယ်လဲဆိုတဲ့အချက်ပါဘာဖြစ်ဖြစ်ဂယုမဆိုင်ဘူးဆိုရင်တင့်စူးစားပန်းစားတင့်စူးစားပန်းစားထူထောင်ခဲ့တဲ့မိတ်ဆွေဖြစ်မှုကို သင်ပြန်ဖြတ်လိုက်တယ်လို့ဖြစ်သွားပါလိမ့်မယ်။နားလည်မှုလွယ်မှားခြင်းသို့မဟုတ်ဘီးစလွယ်တောင်းပန်လိုက်ခြင်းကြောင့်စစ်မှန်တဲ့မိဖြတ်မှုဖြစ်မှုစစ်မှန်တဲ့မိဖြတ်ဖြစ်မှုတစ်ခုပျက်စီးသွားမယ်ဆိုရင်ရှက်စရာကောင်းပါတယ်။ဒီမိဖြတ်ဖြစ်မှုဆိုတာမရှိရင်တင်ဘဝလည်းလှုပ်ရှားတက်ကြွမှုရှိမှာမဟုတ်ဘူးဆိုတာချဲ့ကားပြောတာမဟုတ်ပါဘူး။မိမိလုပ်ခဲ့တဲ့အမှားကို ပြင်ဆင်ဖို့ရနှောင့်နှေးမနေပါနဲ့။ Confucius ရဲ့ဇုံမိတ်ချက် မိတ်ဆိုချက်အနှစ်သာရများစာအုပ်ထဲကထင်ရှားတဲ့စကားပုံတစ်ခုပါတို့ပေမဲ့လက်တွေ့ကျင့်သုံးမှုတော့ခဲရင်ပါလိမ့်မယ်ပြဿနာဖြစ်ရတာမိမိလုံရဲ့ကြောက်လို့တိတာတော့မှပြန်တောင်းပန်မှုတုံနေနေတတ်ပါတယ်မိတ်ဆွေကောင်းတယောက်ကိုနောင်တရတောင်းပန်မှုဒီလောက်တော့ခက်ခဲနေပြီလားဒီအမေရဲ့တွားကွန်ပျူတာကဒီလိုပြောထားပါတယ်အမားလုတ်ပြီးမိမိအမားကိုမပြင်ဘူးဆိုရင်ဒါလည်းအမားတစ်ခုပဲ အမားတစ်ခုလုံးမယ်ပြန်တောင်းပန်မှုမရှိဘူးဆိုရင်၎င်းကိုယ်ရဲ့၌က၎င်းကိုယ်၌ကအမားတစ်ခုဖြစ်ပါတယ်တောင်းပန်ရမလားဘလို့တောင်းပန်ရမလဲဆိုတာနဲ့အလုံရှုပ်နေရင်အခြေအနေတွေပိုရှုပ်ထွေးလာပါလိမ့်မယ်ပြည့်ရွေးနေတဲ့ဆက်ဆံရေးပြန်ကောင်းမလာတော့တဲ့အဖြစ်နဲ့ကြုံရပါလိမ့်မယ်တောင်းပန်မယ်ဆိုရင်ကိုယ်တိုင်ကိုကြချက်ချင်းတောင်းပန်တင့်ပါတယ်အလုံတစ်ခုကိုလှုပ်ဖို့အချိန်ဆွဲနေရင်လှုပ်ရဖို့ခက်တက်ပါတယ်တောင်းပန်ခြင်းပါလေဒီနီးတူပါပဲ မားသားကြောင့်ချက်ချင်းပြန်တောင်းပန်ပေမဲ့ပြန်လဲတဲ့မှတ်ဖို့မကြိုးစားဘူးဆိုရင်လည်းအချိန်ကြာလာတာနဲ့အမျှလောက်ကန်ရဖို့ခက်ခဲလာပါတယ်။ခံလိုက်ရတဲ့တစ်ဖက်သူဘလို့ခံစားလာလဲဆိုတော့စဉ်းစားရမခက်ပါဘူး။သူချက်ချင်းတောင်းပန်ပေမဲ့စိတ်ထဲကပါဖို့မရဘူးဆိုတာကစိတ်ထဲကပါဖို့မရဘူးဆိုတာကနေဒီလိုဘလို့ဖြစ်နေတာလဲသူငါ့ကိုစော်ကားလိုက်တယ်ဆိုတာရောတကယ်သိရလားဖြစ်လာပြီ။သူကဒီလိုလူမျိုးဖြစ်နေပါလား။ငါဘယ်လုံးမှမထင်မိခဲ့ဘူး။ နောက်ဆုံးမှာတော့ဒီလူငတုံးပဲငါသူနဲ့ဒီလောက်ကြာအောင်မိတ်ဆွေဖြစ်ခဲ့တာမယုံနိုင်စရာပဲဖြစ်သွားပါတယ်ကိုရိုင်းကိုကြတောင်းပန်ဖို့ဆိုတာလည်းထက်တူအရေးကြီးပါတယ်ဇင်နမမှာမင်းကျူးဆိုတဲ့စကားလုံးရှိပါတယ်မျက်နှာချင်းဆိုင်လုံးအတိတ်ပဲရပါတယ်ဗုဒ္ဓဓမ္မရဲ့အရေးကြီးတဲ့အစုံအမတွေကိုဆရာနဲ့တပည့်မျက်နှာချင်းဆိုင်ပြောဆိုကြပါပါကျန်စာတွေလက်ရည်ပူတွေကနေတစင်မဟုတ်ပဲ တဦးရှိမောက်တဦးရောက်ရှိပြီးပြောဆိုကြခြင်းမှာတောင်းပန်စကားဆိုရမှာလဲဒီနေ့အတိုင်းပါပဲယနေ့ခင်မှာအီးမေးလ်ဟာမိမိတို့ရဲ့အတ္တိကဆက်သွယ်ရေးစနစ်ဖြစ်ပါတယ်သို့ပေမဲ့ကိုအမှန်တကယ်ခံစားရတာတွေအမှန်တွေးတောမိတာတွေကိုတစ်ဖက်သူသိစေဖို့တည်င်းပေးရမှာတော့မလုံလောက်ပါဘူးတခြားသူတယောက်ကမိမိကို တောင်းပန်စေချင်တယ်လို့စဉ်းစားကြည့်ပါဒို့သူကမနေ့ကအဖြစ်အတွက်တောင်းပန်ပါတယ်လို့အီးမေးလ်ပို့လာပါလိမ့်မယ် လိုက်လိုက်လဲလဲတောင်းပန်ခံရတယ်လို့ခံစားမိပါသလားအီးမေးလ်နဲ့တောင်းပန်တာငါ့ကိုထတ်စော်ကားလိုက်တာပဲလို့မထင်မိဘူးလားတောင်းပန်တဲ့ကိစ္စမှတင်မဟုတ်ပါဘူးစစ်မှန်တဲ့ခံစားမှုမှန်သမျှကိုယ်တိုင်ကိုကြပြောတာပိုကောင်းပါတယ်တောင်းပန်စကားတွေအထင်အမြင်တွေတခြားသူများအတွက်အကြံပြုခြင်းအကြံပြုချက်တွေဒါတွေအားလုံးကိုကိုယ်တိုင်မျက်နှာချင်းဆိုင်ပြောဖို့အရေးကြီးပါတယ်မိမိရဲ့ခံစားမှုအတိုင်းအတာအစစ်အမှန်ဟာ မိမိရဲ့ရုပ်ခန္ဓာဖြစ်တဲ့မျက်နှာအနေအထားအသံအပြုအမူပေါ်မှာမူတည်နေပေါ်နေပါတယ်။ဒါတွေအားလုံးကိုကိုယ်တိုင်ကိုယ်ကျမျက်နှာချင်းဆိုင်ပြောမှတွေ့နိုင်ပါလိမ့်မယ်။38အခုအညီတောင်းရန်ဝမလေးပါနဲ့။အခုအညီပေးနိုင်မိသူတယောက်တော့ရှိနေတတ်ပါတယ်။တကားပေါက်ကိုဖွင့်လိုက်ပါ အသက်ရှည်ခြင်းနဲ့ဒုက္ခကို တွေ့လိမ့်မယ်လို့စင်ဆူရိုးရှိပါတယ်။ပွင့်လင်းယူတာမှုက အရာကိစ္စခုံးများစွာကိုတည်ဆောင်လာပြီးမယ်လို့ဆိုလိုတာပါ။တင်ဟာမရှူနိုင်မကယ်နိုင်ဖြစ်နေချိန်မှာအခက်အခဲတွေကြုံတွေ့နေရချိန်မှာတယောက်တည်းဖြေရှင်းမှု မနိုင်မနှင်းဖြစ်နေချိန်မှာဒါတွေအားလုံးကိုတယောက်တည်းချိတ်ခံစရာမလိုဘူးလို့သိထားလိုက်ပါ။စိတ်ကိုပွင့်လင်းစွာထားလိုက်ပါ။အကူအညီလိုအပ်ချိန်မှာဝန်ထုတ်ဝန်ပိုးတယောက်တည်းတည်ဆောင်နေမယ့်အစားအကူအညီတောင်းခံလိုက်တာပိုကောင်းပါလေ။အန်ရီတိတ်ခါရှိခြင်းဇွဲလုံးလာဝီရိယရှိခြင်းတို့ဟာ ဂုံယူစရာအရေးအချင်းတွေဖြစ်ပေမဲ့သူတို့ကြောင့်အခက်အခဲတွေ့ရခြင်းတွေလည်းတွေ့ရခြင်းများလည်းရှိပါတယ်။ဂျုံနေကြဥပမာတစ်ခုကတက်ကြီးပြူစုဆောက်ရှောက်ခြင်းမှာတက်ကြီးဥည်များတဲ့လူအဖွဲ့အစည်းတစ်ခုမှာပြူစုဆောက်ရှောက်ဖို့လိုတဲ့ဘိုးဘွားအရေးအတွက်ဟာအမြဲတိုးပွားနေပြီးမိသားစုများအတွက်ဝန်ထုတ်ဝန်ပူဖြစ်ရပါတယ်။ဒါကကျွန်တော်အဖေတို့မဟုတ်အမေတို့မဟုတ်ခင်ပွန်းတို့မဟုတ်ဇနီးတွေ။ဒါကြောင့်ကျွန်တော်တယောက် ူတို့တာဝန်တွေယူနေရတာပေါ့လို့လူတွေကစဉ်းစားကြပါတယ်။ဒါကြောင့်ဘလောက်ပဲခက်ခဲပါစေဘလောက်ပဲဝုံပြပါစေဘလောက်ဒုက္ခရောက်ပါစေမငြင်းညူပဲလောက်ကင်ပေးကြပါ။မကြခင်တွေ့လာရတာကတော့တက်ကြီးပိုင်းပြုစုစောက်ရှောက်သူတွေပါ။အသက်ကြီးသူများကကိုယ့်ထက်အသက်ပိုကြီးသူများကို ပြန်လဲပြုစုစောက်ရှောက်ရပါတယ်။ဒီကတစေမထိန်နိုင်တဲ့အခြေအနေတစ်ခုကိုရောက်သွားပြီးဏိဂုံမလှကြတာမကြခင်တွေ့ရပါတယ်။အလုဌာဏကအခက်အခဲများကလည်း အလားတူမခံမရက်နိုင် ဖြစ်ကြရပါတယ်။ကာရိုရှိဖြစ်စဉ်လို့ခေါ်တဲ့အလောက်ဝုံပြီးပြီးတည်ဆုံမှုများရှိနေပါတယ်။လောဘကိုင်းမများနဲ့သဘောထားကွဲလွဲလို့အထက်အရာရှိကအနောက်အချက်ပြီးလို့စိတ်ဖိစီးမှုတွေဖြစ်ကြရပါတယ်။ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဘာဖြစ်ဖြစ်စိတ်မညစ်နဲ့ဆိုတဲ့စာအုပ်အပိုင်း၈ပဲဖြစ်ပါတယ်။လူတွေဟာသူတို့ခန္ဓာရည်ထက်ကြုံလွန်အောင်ခံစားနေကြရတာပါ။ မိမိအပေါ်ချရောက်လာတဲ့ဝန်ကိုတည်ဆောင်မထားပါနဲ့အကွန်ကြီးတောင်းမှုတုတ်ဆိုင်မနေပါနဲ့မိမိခံစားချက်များကိုရိုးရိုးလေးဖွင့်ပြောလိုက်ပါစိတ်ပေါ်ဘာသွားပါလိမ့်မယ်လက်ခံကူညီမဲ့သူတယောက်လည်းရှိနေမှာပါဒုက္ခကိုအတူလက်ခံလိုက်ရင်အတူပေါက်ွားလာမှာကဒုက္ခပဲနိုဘယ်ဆုရှင်မာသာထရီဆာရဲ့စကားပါမိမိတို့ကိုယ်တိုင်အစကတည်းကပွင့်လင်းရိုးသားခဲ့ပြီးကိုယ့်ရဲ့နာကျင်မှုများကိုစကလုံးအဖြစ်ပြောင်းခဲ့ရင် မိမိတို့ရဲ့အခက်အခဲများကိုကူညီပြပြောက်စေနိုင်မဲ့ဒုတိယရဲ့နားကို ပေါက်သွားပါလိမ့်မယ်။မိမိတို့ရဲ့ဒုက္ခများကို အတူတကွမျှဝေခံစားခြင်းဖြင့်ဒုက္ခအဖြစ်ပြောင်းမိနိုင်ပါတယ်။တုတ်ဆိုင်နေစရာမလိုပါဘူး။အခုအချိန်မှာတခြားသူတစ်ယောက်နဲ့တင်ပြောခြင်းနဲ့အကြောင်းဟာဗာများပါလိမ့်။39နားထောင်ကောင်းတစ်ယောက်ဖြစ်ပါစေ။ဘောင်းသိဆက်ဆံရေးဆိုတာအပြန်အလှန်အကျိုးပြုမှုဒီလူကညင်းညူစောတကတက်တာပဲလှုပ်တတ်တယ်။ ူ့အနာမှာငါမနေနိုင်တော့ဘူးဒီမိမကသူ့ကိုသူတနာတဲ့အကြောင်းပဲပြောနေတာငါနားမစမ်းတော့ဘူးမိမိတို့ဒီလိုစကားမျိုးတွေကြားနေကြားရတာနေ့တိုင်းပါပဲအရှုံးဖောက်ပြောကြတာပဲဖြစ်ဖြစ်အလေးအနက်ပြောကြတာပဲဖြစ်ဖြစ်တခြားသူတွေရောက်နေစကားပြောရမှာအကောင်းဆုံးအပိုင်းကတော့တဘာဝကြကြအပြန်အလှန်ပြောတဲ့အချိန်ပါပဲဘလုံးအပြန်အလှန်ပြစ်တမ်းပြစ်ကြတဲ့ကစားနည်းလိုပဲပေါ့အခုကာလမှာတော့အလုံးမှာဖြစ်ဖြစ်ဘဝမှာဖြစ်ဖြစ် အခြေခံဆက်သွယ်ရေးကအီးမေးလ်ပို့တာစာတို့ပို့တာတွေဖြစ်လာပါတယ်မျက်နှာချင်းဆိုင်မတွေ့နိုင်ကြတော့ပဲအခုရိုက်အခုပြောနေရီစည်းဝါးကိုင်းဖြစ်လာပါတယ်လူချင်းတွေ့ချင်းလူချင်းတွေ့ပြောချင်တာတွေကိုလည်းမျိုးသိပ်ထားလိုက်ကြရတယ်ဒါကြောင့်လူတွေဟာသူတို့မပြောပြတဲ့မကြေနပ်မှုတွေကိုမကြကနာဖွင့်အန်ကျင်ကြတာနားလည်ပေးနိုင်ပါတယ်ဒီနည်းနဲ့တို့ရဲ့စိတ်တော့ကဖိစီးမှုကိုရှင်းချကြတာပါ ခံစားရတာတွေကိုပြောပြနေတဲ့ပုံကို တဘောချချီးမိုးမဲ့သူကတော့လိမ္မာပါနဲ့ဆိုနားထောင်ပြီးတဲ့သူကိုပါတို့နှလုံးသားကိုဖွင့်အံပြနေချိန်မှာတစ်ဖက်သူကပြောစရာကြံသေးလားဆိုတော့မျက်နှာပေါင်းနဲ့မနှစ်သက်တဲ့မျက်နှာထားထားလိုက်မယ်ဒါမှမဟုတ်ပြောနေတဲ့စကားကိုစိတ်မဝင်စားတာတိတာနေမယ်ဆိုပါတော့ပြောပြနေသူရဲ့တောကတတ်တာသွားမဲ့အစားနောက်ထပ်စိတ်မချမ်းသာစရာတခုထပ်ပေါင်းပေးလိုက်တယ်လို့ဖြစ်သွားပါလိမ့်မယ်သူကိုယ်သူတောင်ပြန်မနှစ်သက်တော့တဲ့အထိရောက်သွားနိုင်ပါတယ် နားထောင်ပေးသူတယောက်အနေနဲ့မိမိနားလေသဘောပေါက်ထားရမှာရှိပါတယ်။ကြားဖြတ်စကားဝင်မပြောတာ။ तू ပြောနေတာတော့မရက်ခိုင်းတာတင်မကပါဘူး။ तू ပြောနေတာတွေဟာခိုင်မာကြောင်းပြသဖို့မိမိရဲ့အမြင်ကို တုံ့ပြန်ပြောပြဖို့ तू နဲ့အတူနားလေခံစားပေးဖို့တွေပါ။တယောက်ယောက်ကငါ့ကိုပြောခဲ့ရင်ငါလည်းရှုံးကောင်းရှုံးပါပါပဲ။ငါသိပြီဒီကိစ္စကိုသောသားထွက်ရမှာတဘာဝကြပါလေ။မိမိရဲ့စာနာမှုကိုပြသတဲ့တုံ့ပြန်မှုတွေပါ။ သူတို့ပြောတာတွေကိုတေးတေးချာချာနားထောင်နေကြောင်းတိတာစွာပြသနိုင်ရင်တစ်ဖက်သူကလည်းသူတို့မတရားပြောနေတာကိုမတရားပြောနေတာလို့မခံစားရတော့ပါဘူးစိတ်ဖိစည်းမှုကနေကင်းလို့သွားစေမယ့်အဓိကစိတ်ပြေစေပါဒီလိုကောင်းကောင်းနားထောင်ပေးသူတယောက်ကိုတစ်ဖက်သူကလည်းပြန်လဲယေရှုတင်မှုတုံနှီးမနေသင့်ပါဘူးနောက်တစ်ခါမိမိညီညွတ်ရမယ့်အလှည့်ရောက်ရင်သူတို့ကမိမိနေသူစိတ်ပါလက်ပါနားထောင်ပေးသူများဖြစ်သင့်ပါတယ် ီအပြန်အလှန်အပေးအယူရှိခြင်းဟာပေါင်းသင်းဆက်ဆံမှု ချုံးမွေ့စေရေးအတွက်လှည့်ဝတ်ချက်ပါမိစေဖြစ်မှုတိုးတက်ခိုင်မြဲစေခြင်းတယောက်ညီးတွားတာကိုတယောက်အပြန်အလှန်နားထောင်ပေးလိုက်ပါဇင်ဓမ္မဆိုရိုးတစ်ခုရှိပါတယ်အေးများတဲ့လေခြင်းကရှုံးပါတဲ့လရောင်ကိုလဲခြင်းလိုက်တယ်ရှုံးပါတဲ့လရောင်ကလည်းအေးများတဲ့လေခြင်းကိုရှင်းလင်းပြစ်တယ်အေးများတဲ့နေပြီးရောရှုံးပါတဲ့လရောင်ရောနှစ်ခုလုံးမှာအလှတရားရှိပါတယ် သူတို့အလှဲကြဝင်ကြတယ်နှစ်ခုပေါင်းလိုက်တဲ့အခါမှာလောကဟာအလှဆုံးဖြစ်သွားပါတယ်လူသားချင်းချင်းဆက်ဆံရေးမှာဒါကိုလက်တွေ့အသုံးချရင်မိတ်ဆွေတယောက်ကအခြားတယောက်အပေါ်မိမယ်နောက်တစ်ချိန်မှာသူကပြန်ကူညီပါလိမ့်မယ်လိုအပ်တဲ့အချိန်မှာတဦးပေါ်တဦးအမိပြုနေကြတဲ့မိတ်ဆွေများဟာယုံကြည်မှုအပေါ်အခြေခံတဲ့ net shine နဲ့ဆက်သွယ်မှုများရှိသွားတတ်ပါတယ်တယောက်အကြောင်းတယောက်သိနေကြပြီလို့ခံစားမိကြရင်မိတ်ဆွေနှစ်ဦးရဲ့ပေါင်းစည်းမှုဟာပုံမှန်ခိုင်းမာလာပါတယ် ဗုဒ္ဓရဲ့စိတ်ဝိညာဉ်ဒါနလို့ခေါ်တဲ့လက်ဆောင်ခုနပါအကြောင်းပြောခဲ့ပြီးပါပြီ။မိမိတို့ကတခြားသူများကို လက်ဆောင်လူဒန်းတဲ့အလေးအကျင့်တစ်ခုပါ။ဒါနတစ်ခုကကျင်နာတဲ့နှလုံးသားပါ။တခြားသူများအပေါ်စာနာစိတ်ရှိတာဟာကျင်နာတဲ့နှလုံးသားပါပဲ။တခြားသူရဲ့ပြဿနာကိုအချိန်ပေးပြီးနားထောင်တာဒါဟာလဲစာနာစိတ်ဖျားတာမှုတစ်ခုဖြစ်တာတဏှာမရှိပါနဲ့။သူတစ်ပါးကိုလက်ဆောင်ပေးနိုင်မဲ့အချက်လက်တွေ့ကျင့်သုံးခွင့်ရခဲ့ရင် သင်ရောပါလို့ပါလဲ။ လက်တွေ့လက်ဆောင်ပေးခြင်းဟာဇင်ဓမာချင်းစင်များတဲ့ကအရေးပါတဲ့ကဏ္ဍတစ်ခုပါသူတစ်ပါးရဲ့စိတ်တော်ကားကိုနားထောင်ပေးခြင်းဖြင့်မိမိနှလုံးသားကိုတွေးယူတဲ့နီးနာပါလူသားတဦးအနေနဲ့မိမိရဲ့ကျင်နာရဲ့ရုံးမှုကိုတိုးပွားအောင်ဒီနေ့ကလုပ်ပေးပါတယ်။40အရှုံးအမျက်ပေါ်အခြေခံပြီးတော့ဆုံးဖြတ်ချက်မချပါနဲ့။ရာယူလိုမှုအပေါ်အခြေမခံတဲ့ဆက်ဆံရေးဟာလူသဘောတဘာဝအတိုင်းလင်းလက်နေလိမ့်မယ်။ ဘဝမှာအမျိုးမျိုးသောမှတ်တိုင်တွေလမ်းစုံလမ်းကွာတွေရှိနေပါတယ်။ထိုအခိုက်တန့်တွေကိုရောက်ရင်လမ်းပြောင်းနိုင်ပါတယ်။ဇိုးရင်စိတ်တွေတန်တရာစိတ်တွေဆွဲကပ်လာတတ်ပါတယ်။မိမိတို့ကိုထိုအခိုက်တန့်တွေကဘယ်လမ်းလိုက်မလဲအတင်းအကျပ်ရွေးခိုင်းပါလိမ့်မယ်။ဘာလုပ်ရမလဲဆုံးဖြတ်ဖို့စံတတ်မှတ်ချက်တွေအစုံလိုက်လိုပါတယ်။စံတတ်မှတ်ချက်တွေဟာမိမိတို့ရဲ့တန်ဖိုးများတဲ့သဘာဝကျစွာဆက်ဆက်နေပါတယ်။ဥပမာအားဖြင့် တဲ့အလုရှာတဲ့အခါမှာအလုရဲ့သဘောတဘာဝလာစားအကျိုးအမြတ်အားလက်ရက်ပေးမှုအလုအတွက်တောင်းဆိုမှုအလုကဘေးအပ်တဲ့အစဉ်အတန်းနဲ့အလုဌာနရဲ့တည်နေရာစသည်များကိုစဉ်းစားရပါမယ်။အလုရဲ့အားသာချက်နဲ့အားနည်းချက်ကိုချိန်ထိုးစဉ်းစားရပါမယ်။တနည်းပြောရရင်ရရှိရမယ်။အကျိုးအမြတ်နဲ့ပေးလိုက်ရတဲ့ဆုံးရှုံးမှုကိုတွက်ရပါမယ်။အရှုံးအမြတ်တွက်တဲ့စံနှုန်းများဟာလူအချင်းချင်းဆက်ဆံရေးအထိရောက်ပါတယ်။ လူတအုပ်နဲ့တိကျွမ်းရတော့မယ်ဆိုရင်အားသာချက်အားနည်းချက်များကိုမမိတို့တွက်ချက်ကြည့်ပါတော့မယ်ဥပမာဒီလိုအဖြစ်မျိုးပေါ့ဒီလူငါနဲ့ဆုံခဲ့တယ်သူကဒီကုံဒီမှာလုံနေတဲ့သူပေါ့သူကငါတို့ရဲ့ဖောက်တဲ့အကြီးစားတွေဟုတ်တယ်မလားသူ့အကြောင်းငါကောင်းကောင်းသိကျင်တယ်မနှက်ပြင်ကြရင် ပထမဆုံးငါလုံမာကသူ့ကိုဖုံးခေါ်ဖို့ပဲသူကတဆင့်ကန်ကန်ထရိုက်ပဲမဟုတ်လားဒါဆိုငါသူ့ကိုအလုရှုပ်ခံပြီးမိတ်ဆွေမဖွဲ့တော့ပါဘူး ကိုအတွက်အထောက်အပံ့ရှိရင်အကျိုးရှိရင်မိတ်ဆွေဖွဲ့မယ်။သူ့စီကဘာမှမရနိုင်ဘူးလို့ဆုံးဖြတ်ပြီးရင်အဆက်အသွယ်မလုပ်တော့ဘူး။အလုတ်ပြင်ပါမှဆိုရင်လည်းအပိအကန့်ရဲ့ရောသူကိုမျက်နှာလှုပ်တက်ပြီးဘာမှရစရာမရှိသူဆိုရင်မိတ်ဆွေစည်းရင်းကဖြတ်တတ်ပါတယ်။ကဘာကြီးဟာအစံပြပုတ်ကိုများနေတာဖွဲ့စည်းထားတာမဟုတ်ကြောင်းမိမိသိပါတယ်။မိမိဟာဘယ်လိုလူမျိုးဖြစ်ပါစေအနေနဲ့အများတော့တွတ်တက်ကြတာပဲဆိုတာလည်းသိထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်မိမိတို့ရဲ့ပေါင်းစဉ်ဆက်ဆံရေးကိုအဆင်ပြေတယ်လို့လုံနေလို့မရပါဘူးလူတယောက်ကိုမိမိအတွက်အကျိုးရှိမှပေါင်းမယ်ဆိုရင်ဇက်သိမ်းလှပါမဟုတ်ပါဘူးသူတို့ကိုမစော်ကားမိစေဖို့သူတို့ရဲ့မကောင်းကွက်ကို မချိမိစေဖို့အတွက်တင်ဟာအမြဲခါရမြောက်ပစ်နေရပါလိမ့်မယ်တင်ဟာအမြဲတမ်းယူသေးကျိုးနုံနေရသူ ဖြစ်သွားပါပြီဆက်ဆံရေးဟာလည်းမညီမျှတော့ပဲတခြားသူကဆရာတင်ကတပည့်ဖြစ်သွားပါပြီဒီလိုဆက်ဆံရေးမျိုးမှာတင်စိတ်တတ်ဟာလည်း မိန်ဖြော့လာပါလိမ့်မယ်။တင်းရဲ့စွမ်းအားတွေလည်းယုံယော့လာပါလိမ့်မယ်။တက်ကြွမှုတွေမိမိကိုမိမိယုံကြည်စိတ်တွေပြောင်းဆုံးသွားမှာဖြစ်ပါလေ။ဇေနမမှာဆိုရိုးတစ်ခုရှိပါတယ်။မြင့်မြတ်တဲ့လမ်းဟာခက်ခဲမှုကိုထဲမတော့ဘူး။ဒီအခက်အခဲတွေကိုစုပ်ကိုင်ထားခြင်းကိုပဲရှောင်ရှားတယ်။မြင့်မြတ်တဲ့လမ်းဆိုတာဉာဏ်အလင်းဆိုက်ရောက်တဲ့လမ်းဖြစ်ပါလေ။ဉာဏ်လေးရဖို့တော့အလွန်တင်းကျပ်တဲ့လက်တွေ့ကျင့်စဉ်တွေကိုလိုက်ရလိမ့်မယ်လို့တွေးထင်ထားတတ်ကြပါတယ် ဒါမမှန်ပါဘူးညံလေးဆိုက်ရောက်ရာလမ်းဟာဘာမှမခက်ခဲပါဘူးဒီလမ်းကိုသွားရင်မလုံရမှာတခုတော့ရှိပါတယ်တွက်ချမ်းမှုအပေါ်အခြေခံပြီးဆုံးဖြတ်ချက်မချပါဘူးဖြစ်နိုင်ရည်အလုံးကိုချိန်ဆနေခြင်းမလုံရပါဘူးရိုးရိုးလေးပြောရရင်ရွေးချယ်နေလို့မရပါဘူးစစ်စင်ဆူယူရဲ့အဓိပ္ပာယ်ကဒါပါပဲညံလင်းဆိုက်ရောက်ရာလမ်းကို စိတ်ချမ်းသာတဲ့ဘဝဒုက္ခနဲ့ပြည့်စုံတဲ့ဘဝနဲ့သွားမှရလိမ့်မယ်လို့လူတိုင်းကတော့ ထင်ကြမှာပါမိမိတို့ဘဝကိုဒီလိုဖျက်ဆီးကြမယ်ဆိုရင်ကြိုတင်တွတ်မဆထားဖို့တွတ်ဆမထားဖို့လိုပါတယ်တိတ်အသေးစိတ်နေလို့မရပါဘူးအရှုံးအမြတ်တွတ်ခြင်းဟာဒီအတွက်စံဥပမာတစ်ခုဖြစ်ပါတယ်အရာရာကိုခံမှန်းတွတ်ချက်နေရင်တကယ်စိတ်ရင်ကောင်းမွန်တဲ့သူများနဲ့ဆက်ဆံရထူထောင်နိုင်တော့မှာမဟုတ်ပါဘူးနေပြောတဲ့ဘဝမရနိုင်တော့ပါဘူးမိမိအတွက်တောက်ပါတဲ့ဒုက္ခနဲ့ပြည့်စုံတဲ့လမ်းတစ်ခုဖန်တီးနိုင်တော့မှာမဟုတ်ပါဘူး နောက်ထပ်ဇင်ဆိုရိုးတစ်ခုရှိပါသေးတယ်။ဟိုဂီဂျာကုဆိုတာပါအားလုံးကိုလွှတ်ချလိုက်လို့အတိတ်ပဲရပါတယ်။ပထမဆုံးလွှတ်ချပြရမှာကတော့အယုံအမျက်ကိုကြိုတင်တွေးထားမှုဖြစ်ပါတယ်။ဒါကိုလွှတ်ချလိုက်ပြီးဆိုတာနဲ့ဘဝရဲ့အရေးကြီးတဲ့အရာများကိုမိမိတို့ပုံမူကြည်လင်စွာမြင်လာနိုင်ပါလိမ့်မြင်လာနိုင်ပါပြီ။အရာကိစ္စများပေါ်မိမိပူပင်သောကားရောက်မှုကိုပြောင်းလဲဖြစ်ပါမိမိရဲ့ဘဝသည်လည်းအကောင်းဘက်သို့ပြောင်းလာပါလိမ့်မယ် ပဆံအုံမင်းချင်းတည်ဆုံးခြင်းနဲ့အခန်းကအရာကိစ္စများပေါ်မိမိပူပင်တော့ကရောက်မှုကိုရာကို ပြောင်းလဲဖြစ်ပါမိမိဘဝသည်လည်းအကောင်းဘက်သို့ပြောင်းလာပါလိမ့်မယ်ပဆံအုံမင်းချင်းတည်ဆုံးခြင်းနဲ့အခြားအကြောင်းအရာများ51ပဆံပူ၍လူချင်းတက်မှတ်မှုကအရာရာတိုင်းကိုပုံမှုခက်ခဲစေုံသာဖြစ်စေပါလိမ့်မယ်ဗုဒ္ဓရဲ့အဆိုတစ်ခုပါ ူသားတွေရဲ့လူချင်းတတ်မှတ်မှုကဘလောက်ထိလဲဆိုရင်ဟိမဝန္တာတောင်ကြီးတစ်ခုလုံးရွှေဒုံးကြီးဖြစ်သွားစေအောင်တော့သူတို့အတွက်မလုံလောက်သေးဘူးလူချင်းတတ်မှတ်မှုကိုကဏ္ဍဝင်မြောက်ပေါ်ပြတာကတော့ပတ်စံပတ်စံငွေပါမိမိတို့ရဲ့ငွေနှောင်းလိုက်မှုကအဆုံးမရှိပါဘူးမိမိတို့လူချင်းတာတစ်ခုရှိလာရင်အဲ့ဒါကိုရဖို့ငွေစုချတော့တာပါပဲဒါပေမဲ့လူချင်းတာရပြီးရင်လေမကြမီပါပဲပိုကောင်းတာတခုဒါမှမဟုတ်အခြားဟာတခုကိုလိုချင်ကြပြပါတယ် ဒီလိုနဲ့ပတ်စံကိုပို့လို့ပို့လို့လိုချင်လာကြပြန်ပါတယ်နောက်ဆုံးမှာတော့လိုချင်တာရေလို့အထူးတလဲမရှိတော့ပေမဲ့လေမိမိတို့ဟာငွေလောင်းလိုင်းနေငွေနောက်လိုင်းနေဒုံးမဲဆိုတာတွေ့ရပါလိမ့်မယ်ငွေရဲ့ထိန်းချုပ်မှုကိုခံရတယ်ငွေရဲ့မောင်းနှင်မှုကိုခံရတယ်ငွေလက်ကလို့ဖို့လမ်းလဲတွေ့ဖို့ခက်ခဲတယ်ဘဝဆိုတာကိုဒီလိုမြင်နိုင်ပါတယ်မိမိတို့လှုပ်ချင်တဲ့အလုပ်လှုပ်ကြတယ်ကြွမ်းကျင်ရာကိုစူးစမ်းကြတယ် လူအဖွဲ့အစည်းအတော်ပေးဆပ်မှုတချို့လုပ်ကြတယ်။ဒီလိုလုပ်ကြတဲ့အတွက်ငွေကြေးအချို့ရနိုင်ပါတယ်။ဒါပေမဲ့မိမိတို့ဟာပတ်စံအတွက်အသက်ရှင်နေကြတာမဟုတ်ပါဘူး။ကိုယ်ဝါသနာပါရကိုစူးစမ်းလုပ်ဖို့လူအဖွဲ့အစည်းကိုအကျိုးပြုဖို့သာဖြစ်ပြီးပတ်စံစုဆောင်မှုမဟုတ်ပါဘူး။ဒီအချက်ကပြောင်းပြန်ဖြစ်သွားတဲ့အခါမှာဘဝဟာဘာမှမရှိတော့ဘူးလို့မိမိတို့ယူဆပါတယ်။တမမှုနေပါပါစေတင်းနေရောက်ရဲပါဆိုသလိုပါပဲ ဗုဒ္ဓပရိတ်နိဗ္ဗာန်စံဃာနီပြောဟောပြောဆုံးမခြံရစ်ထားခဲ့တဲ့အစုံအမတုတ်တံများထဲမှာတမတ်မှုနေပြီးရောက်ရဲတင်းနေစေဖို့ဒီလိုဆိုထားပါတယ်ချမ်းသာဒုက္ခအစစ်ကိုတည်တဲ့သူများဟာမြေကြီးပေါ်မှာအိတ်နေရစေအောင်တော့တတ်တောက်တတာနဲ့စိတ်ပေါ်ပါစွာနေနိုင်ကြတယ်ချမ်းသာဒုက္ခအစစ်ကိုမတည်တဲ့သူများကတော့နန်းတော်ထဲမှာစံမြန်းနေရစေအောင်ခြေနှမ်းမှုလုံးဝရနိုင်မှာမဟုတ်ဘူး ချမ်းသာဒုက္ခအစစ်ကိုမသိတဲ့သူများဟာဝေကြီးချမ်းသာပေမဲ့ဆင်းရဲနေတဲ့သူများသာဖြစ်ပါလေငါမှာပြည့်စုံတာပဲငါကျေတက်တယ်လို့မိမိရဲ့ဘဝအပေါ်မိမိတွေးပြီးနေထိုင်ခဲ့ရင်မိမိရဲ့အိမ်ရာဟာတမန်မိမိရဲ့အိမ်ဟာတမန်အိမ်လေးဖြစ်ပြီးမိမိရဲ့အစာအစာဟာအယိုးစင်းဆုံးဖြစ်အောင်တော့မိမိရဲ့စိတ်ထက်ကပြည့်စုံချမ်းသာနေပါလိမ့်မယ်ဒါနဲ့ပြောင်းပြန် ငါမှရှိတာနဲ့ငါဘယ်တော့မှမကြေနပ်နိုင်ဘူးလို့တွေးပြီးနေရင်တော့ဇားကောင်းတော့ဖွယ်တွေစိတ်တိုင်းကြဇားနေအိမ်ကြီးရခိုင်နဲ့နေနေရစေအောင်တော့မိမိရဲ့စိတ်ဓာတ်ဟာညှိုးနှွမ်းတွေးချောက်နေပါလိမ့်မယ်လိုချင်သမျှနာမည်ကြီးတစိတ်တွေပစ္စည်းတွေကိုစိတ်ကြိုက်ဝယ်နိုင်ပါလိမ့်မယ်ဒါပေမဲ့စိတ်ကြည်နပ်မှုဘယ်တော့မှရမှာမဟုတ်ပါဘူးပစ္စည်းအသက်အစမ်းတစ်ခုထပ်ပေါ်လာတာနဲ့ဒီပစ္စည်းကိုရယူလိုချင်သောနဲ့မိမိရဲ့စိတ်ဟာမငြိမ်သက်တော့ပါဘူး တချို့သူများဆိုရင်ဒီလိုရယူဖို့ရာဇဝတ်မှုများကိုယူလွန်တဲ့အဆင့်ထိ ဖြစ်လာပါတယ်။ဒါဟာစိတ်မချမ်းမြေ့ပွဲအသက်ရှင်နေထိုင်မှုတစ်ခုဖြစ်သွားပါလိမ့်မယ်။နာမည်ကြီးအမတ်တစိတ်တွေကိုအာယုံစိုက်မထားခဲ့ရင်မိမိစိတ်ကိုသဘောကျစေမဲ့ဖြစ်စည်းလေးတွေနဲ့သာ စိတ်ကြည်နှက်မှဖြစ်ပြီးထိုဖြစ်စည်းလေးများကိုသုံးပန်များလာရင်ပိုသဘောကျလာမှာပါပဲ။မိမိတို့ကိုအပြိုင်ဆိုင်ဆွဲဆောင်နေတဲ့ကုန်ပစ္စည်းများကြောင့်လဲစိတ်ဓာတ်ကျစရာမရှိတော့ပါဘူး။ ဂျပန်တွေမှာဆိုယူတစ်ခုရှိပါတယ်။နိုးထားနေစင်မှာဖျာတဝက်စာအဲ့ချိန်မှာတော့ဖျာတစ်ချက်ပါ။ကဘာကြီးကို အုပ်ဆူးနိုင်စေအောင်ပကန်းလုံးလေး၄၅ခုသာမိမိဟာဘလောက်ပဲအစိမ့်မြကြီးကျယ်သူဖြစ်ပါစေနိုးထသွားလာချိန်မှာမိမိယူထားနိုင်တဲ့နေရာကမြက်ဖျာတာတာမီတဝက်စာပဲရှိပြီးအဲ့ချိန်မှာတော့ဖျာတစ်ချက်စာအပြည့်နဲ့နေရာယူနိုင်ပါတယ်ပြီးတော့မိမိဘလောက်ပဲအစက်အတန်းမြင့်မြင့် ဩဇာဘလောက်ညောင်းညောင်းမိမိရဲ့အစားအသောက်တနက်စာကပကံလုံးလေးလင်းကားလုံးပဲလိုအပ်တယ်လို့ဆိုလိုတာပါလူသားတယောက်ဖြစ်တည်ဖို့အခြေခံအဖြစ်လိုအပ်တာကဒါအကုန်ပါပဲဒါကြောင့်ဒုက္ခချမ်းသာအစစ်ကိုတိတဲ့သူ ဖြစ်ချင်ပါသလားဘယ်တော့ခါမှကြေနဲ့ရောက်ရဲမှုမရှိသူ ဖြစ်ချင်ပါသလားမိမိဘယ်လန်းကိုရွေးမလဲ52အိုမင်းလာတဲ့အခါများများခွင်လွတ်လာနိုင်လေလေချမ်းသာဒုက္ခပူရလေလေ မကြသေးခင်ကပဲငါရုပ်ခန္ဓာစွမ်းအားတွေရုပ်ရော့လာခဲ့ပုံရတယ်။ငါမှာအရင်ကရှိနေတဲ့စွမ်းအားတွေအခုယုံနေလာပြီ။ပြောရမယ်ဆိုရင်မိမိတို့အသက်ကြီးလာတဲ့အခါတစ်ပစ်များလို့ပဲတတ်တမ်းအရစ်ကွေးများပုံမှုစုပုံလာပါတယ်။ဒီလိုဆိုလိုက်လို့အသက်ကြီးလာတာနဲ့အမျှဘဝကိုခြေနှက်မှုဒုတက်လာတယ်လို့ဆက်ဆက်မယူဆစေခြင်းမဟုတ်။လက်တွေ့ဘဝမှာလူတွေအငြင်းစားယူရမယ်။ အသက်နီးကပ်လာတဲ့အခါသူတို့မှာဘာမှမရှိတော့တဲ့ခံစားမှုမျိုးမကြာခဏကြုံတွေ့ကြရပါတယ်။အဲ့ဒီအချိန်မှာဘာဖြစ်တတ်တယ်လဲဆိုတော့သူတို့အလုပ်တွေကိုရပ်ပစ်လိုက်တတ်ကြပါတယ်။ရုံမြင်တန်ကြားကိုပဲတနေ့ကုန်ထိုင်ကြည့်ပြီးအချိန်ဖြုံးကြပါတယ်။ဖြန့်လက်တက်ကြွမှုတွေလည်းယုံနေလာပါတယ်။အလုပ်ကအငိမ့်စားယူလာတဲ့အချို့သောလင်းယောက်ျားတွေကို ဟာသလှုပ်ထားတဲ့စာပိုက်တစ်ခုဖတ်ခဲ့ဘူးတဲ့။သူတို့ကိုရေဆူရွက်ကြေးလို့ရေဆူရွက်ကြွေလို့တမုတ်ထားကြပါတယ်။ တချိန်ကကော်ပိုရေးရှင်းကုမ္ပဏီကြီးများရဲ့စစ်တီများဟာအခုတော့သူတို့ရဲ့ဇနီးများကို တွေ့ကန့်နေကြရပါပြီ။မြေကြီးပေါ်ကြွေကျသွားတဲ့တည့်ရွက်များလိုပဲရေဆိုတဲ့အခါမြေကြီးကနေခွာမရတော့ပါဘူး။အရွယ်ဦးမင်းလာခြင်းဟာခက်ခဲမှုတစ်ခုဖြစ်နိုင်ပါတယ်။ဒါ့ပေမဲ့အလောက်ကအနားယူခြင်းဟာဘဝကနေအနားယူခြင်းမဟုတ်ပါဘူး။ငါအသက်ဘလောက်ဦးနေပြီလို့ညီးတွားနေမဲ့အစားအရွယ်ဦးမင်းချင်းနဲ့အတူရရှိလာမဲ့အကျိုးကျေးဇူးတွေကိုရှာဖွေဖို့ ဘာကြောင့်ကြိုးစားမကြည့်ရမှာပါလဲသင်ဟာအသက်ရှည်ရှည်နေလာရတာနဲ့အမျှကျွဲဝါးတဲ့အတွေ့အကြုံပေါင်းကိုပေါင်းစုရရှိပြီးဖြစ်ပါတယ်ဒီအတွေ့အကြုံများကသင်ဘဝကိုအားဖြစ်ပေးပါတယ်အခက်အခဲတွေ ရုန်းကန်ရမှုတွေကြားကခရီးဆက်နိုင်အောင်သင်ကိုလက်နက်တက်ဆင်ပေးပါတယ်တခုချင်းစီသောအတွေ့အကြုံများဟာသင်စိတ်ကိုလေ့ကျင့်ပေးပါတယ်ပို့ပြီးတော့သဘောထားပြေးွားတဲ့စိတ်သက်ပိုင်ရှင်ဖြစ်လာပါစေတယ် တင်းရဲ့ဘဝအရေးအတွေ့အပြည့်အဝဆုံးအချိန်ကဒီမခံနိုင်ဖြစ်ခဲ့တဲ့ကိစ္စများကိုအခုချိန်များတော့ဒါမျိုးလည်းဖြစ်တတ်ပါတယ်ဆိုတဲ့အသည့်နဲ့ပယ်ဖျောက်လာနိုင်ပါပြီအရင်တော့ကလက်ခံမှုခက်ခဲခဲ့တဲ့စဉ်းစားတွေးကုန်ဤတွေကိုအခုအခါမှာတော့အင်ဒီမပြတ်လက်ခံနိုင်မှုလွယ်ကူလာပါပြီဒါဟာနောက်ထပ်စဉ်းစားနည်းတစ်မျိုးလို့ကျွန်တော်သိလာပါပြီဒီလိုပြေဝတဲ့စိတ်နေစိတ်ထားရှိလာတာကြောင့်ပုံများပြားတဲ့အတွေ့အကြုံများကိုတင်ကိုယ်တိုင်ရဲရဲရင်ဆိုင်လာနိုင်ခြင်းကို ဘယ်လို့မှမတားနိုင်တော့ပါဘူးအရွယ်ကြီးရင်လာတဲ့အရွယ်ကြီးရင်လာခြင်းအကောင်းဆုံးလက်ဆောင်များတဲ့အတခုဖြစ်ပါတယ်တရုတ်ပြည်တောင်ပိုင်းစွန်မင်းဆက်ကာလကတည်ထောင်ခဲ့တဲ့ဇင်ဗုဒ္ဓသမိုင်းစာအုပ်ဇင်ဗုဒ္ဓကိုင်းသမိုင်းစာအုပ်ဂိုတိုအီဂျင်တဲကဆိုယူတခုရှိပါတယ်မိမိတို့ဟာအုံမင်းမစွန်ဖြစ်လာတာနဲ့အမျှပို့ပြီးတော့အေးအေးလူလူ နေလာရတယ်ဆိုတာပါပဲ။ မမြဲတဲ့ကမ္ဘာလောကကြီးကိုဆက်လက်မတွေ့တာတော့ပါဘူးဆွဲလန်းမှုတွေစိုးရိမ်မူပန်မှုတွေမရှိတော့တဲ့အခါမှာအနာယူလဲလျောင်းပြီးစိုးပြေစိမ့်လန့်တဲ့တောင်ကုန်းတွေကိုရင်သက်ရှုမောချီးမွမ်းခံပွင့်ရတာထက်တာတဲ့အရာသာမရှိတော့ဘူးလို့ဆိုပါတယ်ဒါဟာပြေဝတဲ့စိတ်ထားရဲ့စံနမူနာတစ်ခုပါမိမိတို့ဟာအိုမင်းလာတာနဲ့အမြအားမလို့အားမရစိတ်တွေပေါ်လာကြတယ်။ဇိုးရင်ပူပန်စုတွေဇိုးရင်ပူပန်စိတ်တွေများလာကြတယ် ဘာကြောင့်လဲဆိုတော့ပျောက်ဆုံးသွားတဲ့ငယ်ဘဝကိုလမ်းစွတ်လွမ်းစွတ်တန်းတားမိကြလို့ပါတို့နှစ်တိုင်းမိမိတို့ဘလောက်ပဲခုခံပါစေပြန်ငယ်လာအောင်ဘလို့မှလုံမလုံနိုင်ပါဘူးအိုမင်းချင်းကိုအသာတကြီးလက်ခံလိုက်ပြီးလိုက်လျောတဲ့စိတ်ထားထားကြရလိုက်လျောတဲ့စိတ်ထားထားကြရတော့မှဖြစ်ပါတယ်စာရေးစာရေးစရာစီကိုတာနာဘေးကဒီလိုပြောခဲ့ပါတယ်လူတွေအချောင်းပူတိလာတာဟာအိုမင်းကြီးရောချင်းရဲ့အရာတာတခုမဟုတ်ပေဘူးလား အတွေ့အကြုံနဲ့အသိပညာကြွယ်ဝမှုတဘုံတွင်ရှိတဲ့ကြီးရင်လာသူများနဲ့အတွေ့အကြုံနဲ့အသိပညာကြွယ်ဝမှုတဘုံတွင်ရှိတဲ့ကြီးရင်လာသူများအနေနဲ့ငယ်ရွယ်တဲ့မျိုးဆက်များကိုစောင့်ကြည့်သုံးသပ်ရတာဟာဒုက္ခတစ်မျိုးဖြစ်ပါတယ်မိမိတို့မှာထိုကောင်းမြတ်တဲ့စိတ်ထားနိုးကြားလောက်လောက်ကြပါစို့လားဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြခဲ့တဲ့ဘာဖြစ်ဖြစ်စိတ်မညစ်နဲ့ဆိုတဲ့စာအုပ် အပိုင်းရှိဒီမာတင်ပြီးဆုံးပါပြီဆက်လက်နားဆင်လို့ပါကျွန်တော်တို့ရဲ့ channel လေးဖြစ်တဲ့စုံနေဖို့ channel လေးကို subscribe လုပ်ပြီးတော့ notify bell လေးနှိပ်ထားပေးဖို့မြတ်တာရဲ့ခံပါလေသဘောကျနှစ်သက်တဲ့ဆိုပါကလည်း like and share လေးလုပ်သွားပေးဖို့မြတ်တာရဲ့ခံပါလေခင်ဗျာအားလုံးကောင်းသောနေ့လေးကိုပိုင်ဆိုင်တိုင်းပြီးတော့ BN ရဲ့အသွေးသွေးနဲ့ကတ်သုံးပါးရံမှာအမြန်ဆုံးကင်းဝေးပြီးတော့ငြိမ်းချမ်းသောဘဝမှာအမြန်ဆုံးပြန်လည်နေတဲ့နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ